မြတ်စွာဘုရားကိုလာပြီးတော့ယဟန်နေရာလျှောက်မြတ်စွာဘုရားတဲ့မထင်ရှားတဲ့ယဟန်ငယ်လေးတပါးမကြမ်းမမာဖြစ်နေလို့မြတ်စွာဘုရားကြွတော်မူပါအဲ့တော့မြတ်စွာဘုရားရဲ့စိတ်ထဲမှာအော်ယဟန်ငယ်လေးဆိုပါလားမထင်မရှားဆိုပါလားအော်ကရုဏာဖြစ်လာတာပေါ့နော်အော်ငငယ်ရွယ်နဲ့ကျမကြီးဖောက်ပြန်တယ်ပြီးတော့ထင်ရှားကြော်ကြတဲ့ပုံကိုလည်းမဟုတ်အဲ့တော့မြတ်စွာဘုရားကြွသွားတယ် မထင်ရှားသောဆိုတဲ့စကားလေးငယ်သောဆိုတဲ့စကားလေးဟုတ်လားအဲ့ဒါလေးတွေပါမှတ်တမ်းတင်ထားတယ်ဒီသုတ်တန်ထဲမှာအဲ့ဒါကြွသွားတဲ့အခါကျတော့ဟောတော်ရဟန်းလေးကမြတ်စွာဘုရားကြွလာတာမြင်တဲ့အခါကျတော့နေရာနေထပြီးတော့ဖဲပေးမယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားမတင်တော်ဘူးတင်ရမကြမ်းမမဖြစ်နေကွာကိုချမ်းသာတယ်လို့နေငါဒီမှာခင်းထားတဲ့နေရာရှိတယ်အဲ့ဒီနေမှာငါငါထိုင်မယ်မြတ်စွာဘုရားထိုင်ထိုင်ပြီးတော့မြတ်စွာဘုရားဘယ်လိုတော့ယောဂအခြေအနေတတ်တာရဲ့လားပြောရရင်ပုံမှန်ပြောရရင်အဲ့ဒီတိုင်းပေါ့နော် အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားမတတ်တာဘူးဖေဟာယောဂဝိဒနာအဲ့လိုဆိုလို့ရှိရင်တင့်ရဲ့စိတ်ထဲမှာနော်ဘလို့မြတ်နှလုံးမသားမရမှုတွေရှိတယ်လေစိတ်မချမ်းသာတာဘာရှိလဲပေါ့လူမမာမေးပုံလေးနော်အဲ့တော့မြတ်စွာဘုရားတဲ့တပည့်တော်မှာနှလုံးမသားမရမှုတွေအများကြီးရှိတယ်တဲ့ဒါဘာလို့စိတ်ဆင်းရဲနေရတာတော့ မင်းမှာတီလကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကိုကိုကိုဆွဆွဲနေသလားဆိုလိုတာကတီလမစင်ကြေလို့မြန်ကိုကိုကိုနောင်တနဲ့ပူးနေသလားလို့မေးတာအဲ့ဒါမြတ်စွာဘုရားတပည့်တော်တီလစင်ကြေပါတယ်တဲ့တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ကိုတပည့်တော်ဆွဆွဲမှုမရှိပါဘူးတဲ့ဒီလိုပြောနိုင်ဖို့မလွယ်ဘူးနော်တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ဖြူရှင်တဲ့တန်ရှင်းတယ်တီလဖြူရှင်တန်ရှင်းမှလည်းကနေတီလနဲ့ပတ်သက်ပြီးတော့ကိုကိုကိုမဆွမဆွဲဘူးဆိုလို့ရှိရင်ဘာနဲ့ပတ်သက်ပြီးတော့မင်းကစိတ်မချမ်းမသာဖြစ်နေရတာတော့ အဲ့တော့အဲ့ဒီရဟန်းလေးကဘာပြောလို့ဆိုမြတ်စွာဘုရားတဲ့မြတ်စွာဘုရားတရားဟောတာဟာတိလဖြူရှင်ယုံမျှဟောတယ်လို့တပည့်တော်မသိဘူးတဲ့ဟောအဲ့တိမ်ပြောတာနော်မြတ်စွာဘုရားတရားဟောခဲ့တာတွေဟာတိလဖြူရှင်ဖို့အတွက်ဟောခဲ့တာလို့တပည့်တော်မသိဘူးတဲ့ဟာအဲ့လိုဆိုရင်ငါတရားဟောခဲ့တာတွေဟာဘာအတွက်ဟောတာလို့မင်းကသိထားတာတော့အဲ့တော့အဲ့ဒီရဟန်းလေးကဘာလျှောက်တယ်ထင်တော့ မြတ်စွာဘုရားတရားဟောတာတွေဟာယာကကင်းဖို့အတွက်ဟောခဲ့တာလို့တပည့်တော်သိထားတယ်တဲ့ဟောဒီဟာကိုဘုမောကောင်းကောင်းနားလည်စီရင်နော်စောစောကတင်ညာဆန္ဒပါဖို့ရှင်ခုနှစ်ပါပွားများတဲ့ခါမှာယောဂပြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့လောက်ရမှာမဟုတ်မြတ်စွာဘုရားဖြစ်စီခြင်းတာမြတ်စွာဘုရားဟောတဲ့တရားတွေအားလုံးရဲ့အဓိကရည်ရွယ်ချက်ကပါလေယာကကင်းဖို့တဲ့အာယုန်တွေရဲ့ပုံမှာဆွဲမဲ့တဲ့ကာမယာကကာမအာယုန်တွေရဲ့ပုံမှာဆွဲမဲ့မှုကာမယာကဟုတ်လားဘဝရဲ့ပုံမှာဆွဲမဲ့မှုဘဝယာက ဒီလိုຢာကဆိုတဲ့ဆွဲမဲ့မှုတွေကင်းဖို့အတွက်မြတ်စွာဘုရားတရားဟောခဲ့တာလို့တပည့်တော်သိထားတယ်နားလည်ထားတယ်ဗျာတဲ့ဆိုလိုတာသူ့မှာຢာကမကင်းသေးတဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာຢာကကင်းကျင်နေရောဂါလည်းဖြစ်နေတယ်အဲ့ဒါသူ့စိတ်မချမ်းသာအဲ့တော့မြတ်စွာဘုရားတာဓုခေါ်တယ်ဟုတ်တယ်တဲ့ငါဟောခဲ့တဲ့တရားတွေဟာຢာကကင်းဖို့အတွက်ဟောခဲ့တာသီလဖြူစင်ဖို့အတွက်ဟောခဲ့တာမဟုတ်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးနော်ဆိုလိုတာဒီနေရာမှာအဓိကနဲ့တာမင်ညကိုဘုံဘုံတို့ခွဲပြီးတော့နားလည်ဖို့လို့လေ ်မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဟာအဓိကပါလေ။ရာဂခင်းဖို့အတွက်ဟောခဲ့တာ ਆ တဲ့။အဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုမေးတယ်။အေးအဲ့လိုဆိုရင်အဲ့ဒီမှာစတရားဟောတယ်။ဒီမျက်စိဆိုတဲ့သဘောတရားသိတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးအကြောင်းကိုသိတာကိုပြောတာနော်။အဲ့တော့ခန္ဓာကိုယ်ကြီးအကြောင်းကိုစပြီးတော့မြတ်စွာဘုရားဝေဖန်တာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီအာယတနာ6ပါအစု6စုကနေအဲ့ဒီရှုတော့ကနေချင့်ကပ်ပြီးတော့ဝေဖန်ပါ။ ခန္ဓာ၅ပါးရှုတော့ကဝေဘာနာလည်းရှိတယ်နော်ယုတ်ဝေဒနာသင်္ချာသင်္ခါရဝိညာဉ်ဟုတ်လားအခုကပါတော့မျက်စိနာနာလျာကိုရှိတ်ဒါလည်းပဲအစုအဝေးကြီးမနှခုတော့6ခုဟုတ်လားအဲ့ဒီမှာမျက်စိကစပြီးတော့မေးတယ်နော်စက်ခုံကနေစက်ခုံနေဆံဝါအနေဆံဝါဒီအနေဆံဗန်ဒီအချောင်းကနော်ဒီစကားလေးတွေအနတ္တလက္ခဏာတုံးပါမျက်စိကမြဲတဲ့တရားလားမမြဲတဲ့တရားလားလို့အမြဲပါဘူးဖေဟာဟောရမဏနေဆံဒုက္ခဝါတန်ဒုက္ခဝါဒီဒုက္ခဗန်ဒီဟောမမြဲတဲ့တရားဟာ ရှင်ရဲလားချမ်းသာလားတခုချင်းစစ်တယ်နော်မြတ်စွာဘုရားမမြဲဘူးဆိုမှတော့ဒါအကောင်းမဟုတ်ဘူးပေါ့နော်ရှင်ရဲတယ်ပေါ့ယမနာနိစ္စံဒုက္ခဝိရိနာမဓမ္မကလန္နုတံသမနုပတိတံဧတမမဧသောဟမသမိဧသောမေအတ္တာတိနောဟေတံပန္တိကြားရတယ်မို့လားဒီစကားလေးတွေအနတ္တလက္ခဏာတုံးနော်မမြဲသောရှင်ရဲသောဖောက်လွဲဖောက်ပြန်ဖြစ်တဲ့သောဒီမျက်စိကို ဒါဟာငါပဲဒါဟာငါဥစ္စာပဲဒါဟာငါအတ္တပဲလို့လွဲလွဲမှာမှမှတ်ယူခြင်းကတင့်မမလားတဲ့မတင့်ပါဘူးပေါ့ဟောဒီဟာလေးကိုပြန်ပြီးတော့ဖုံဖုံပြောမယ်နော်မျက်စိကိုအရင်ရှင်းတယ်ကိုယ့်အကိုအလုံးလုံးတဲ့ခါမှလည်းအဲ့လိုလေးလှုပ်ကြည့်ခန္ဓာကိုယ်၆ပုံပုံပြီးတော့လှုပ်ကြည့်တပုံချင်းလှုပ်ကြည့်ဟုတ်လားမျက်စိကမမြဲဘူးမမြဲဘူးဆိုရင်အကောင်းလားအဆိုးလားအဆိုးပေါ့ ဆင်းရဲလားချမ်းသာလားဆင်းရဲပေါ့နော်မြဲလည်းမမြဲဘူးရှင်လည်းဆင်းရဲတယ်ဖောက်လည်းဖောက်ပြန်လည်းဖြစ်တတ်တယ်ဆိုရင်ဓာကြီးကငါ့ပဲဓာကြီးကငါ့ဥစ္စာပဲဒါကငါ့အတ္တပဲလို့မှတ်ထင်စရာအကြောင်းမရှိဘူးတဲ့ဒါသဘာဝတရားတက်တက်လို့နားလည်ရမှာအဲ့ဒါ6မျိုးလုံးမြတ်စွာဘုရားအသေးစိတ်သူ့ကိုရှင်းပြတယ်အဲ့လိုရှင်းပြပြီးတော့ဒီလိုသာမှန်မှန်ကန်ကန်သိမယ်ဆိုလို့ရှိရင်ဒီမျက်စိနာနာလျှာကိုရှိတ်လို့ဆိုတဲ့ဒီ6စုနဲ့စုဝေးထားတဲ့ဒီခန္ဓာရဲ့အပေါ်မှာဒီပုဂ္ဂိုလ်ဟာညင်ငွေလိမ့်မယ်ဆွဲမမှုကင်းလိမ့်မယ် လိုရင်းပြောရရင်မိညာဖုန်ညာရိုက်ပဲနောက်ဆုံးရမ်းတာဖြစ်ပြီးတော့ငါလွတ်မြောက်သွားပြီနောက်ထပ်လှုပ်ရှားအလုပ်မရှိတော့ဘူး။ဟောဒီထိသူဟာဆက်ရောက်သွားလိမ့်မယ်ပေါ့နော်။အဲ့ဒါလိုလဲဟောလိုက်ရောအဲ့ဒီရမ်းတော်လေးကတောတပတိမိညာဆိုတဲ့ညာအလင်းတက်ကိုရရတယ်တဲ့။ယောဂလည်းပျောက်သွားကုန်ရပါတယ်။ဟုတ်လား။ဒါပေမဲ့လို့ပထမကိလနာတုတ်တံပေါ့နော်။နောက်ဒုတိယကိလနာတုတ်တံကြတော့သူကအဲ့လိုပဲရဟန်းငယ်လေးတပါးပဲအတူတူပဲပုံစံတူကလေးပေါ့ အဲ့ဒါမြတ်စွာဘုရားမထင်ရှားတဲ့ရဟန်းငယ်လေးတစ်ပါးမကျမ်းမှာမှာဖြစ်တယ်လပင်တော့ကြွသွားတယ်အဲ့ဒါဟိုရောက်တဲ့ခါကျစောစောလိုပဲမေးတယ်တက်တာရဲ့လားမတက်တာဘူးဘုရားဓာနေရင်မင်းဘာစိတ်မချမ်းသာရှိတော့စိတ်မချမ်းသာမှုတွေတော့အများကြီးပဲဘာဖြစ်လို့စိတ်မချမ်းသာတာတော့သီလပြည့်စည်လို့လားသီလနဲ့ပတ်သက်ပြီးတော့ကိုယ်ကိုဆွဆွဲနေလားမဟုတ်ဘူးအဲ့လိုဆိုရင်ဘာကြောင့်တော့ဟောအဲ့ဒီမှာ तू ပြောတာလေးနည်းနည်းကွဲလွဲမှုရှိစောစောရဟန်းလေးကတော့မြတ်စွာဘုရားတရားဟောတာဟာယာကကင်းဖို့အတွက်ဟောတာလို့တပည့်တော်သိထားတယ်အဲ့လိုပြောခဲ့တာနော် ခုဒီယန်လေးကတော့ဗာပြောတော့ရသော်ဘုရားတရားဟောခဲ့တာတဲ့ဥပါဒံကင်းဖို့အတွက်တရားဟောခဲ့တာလို့တပည့်တော်နားလည်ထားတယ်တဲ့အစွဲဥပါဒံနေဟုတ်လားအစွဲဥပါဒံနေဥပါဒံ၄မျိုးတောင်ရှိရနော်အဲ့ဒါလည်းပဲဟိုအသေးစိတ်ကလေးတရားတဖို့ဟောစရာကောင်းတယ်ဥပါဒံ၄ပါဟုတ်လားမွေရနေဖာကိုကြိုက်တာတယ်ဘလို့မှမလွတ်ဘူးအဲ့လိုပဲအာယုံစိတ်ကဖမ်းယူတာမလွတ်နိုင်ဘူးနော်ဥပါဒံရဲ့ ဥပမာလေးကိုအဲ့လိုစံစာလေးထဲမှာပြောတယ်ဟုတ်လား